ားတဲ့အကြောင်းခုနကတေချာလေးလာတဲ့အတွက်မာတာရာနေရာပြောင်းဖို့လုပ်တာနဲ့သူကဖောက်ခွဲပြစ်မှာဖြစ်ပါတယ် အဲ့အပြင်သူ့ရဲ့ခန္ဓာကိုယ်ကအရာဝတ္ထုတွေဖြတ်သွားနိုင်အောင်စက်တိုက်လှုပ်ထားနိုင်တဲ့အချိန်ဟာ9မိနစ်ပဲဖြစ်ပြီးဂျောင်ထဲရဲ့စက်ကူတွေအားလုံးကလည်းမာတာရာကိုတပ်ဖို့အတွက်ခိုးနှံပြင်ဆင်ထားတဲ့စက်ကူပုံအရွက်6000ဖြစ်နေပါတယ်။မြပြလာတဲ့စက်ကူပုံတွေက7မိနစ်စက်တိုက်ပောက်ကွဲနေမှာဖြစ်တဲ့အတွက်မာတာရာအနေနဲ့ဖျောက်ထားလို့လည်းမရပဲချက်ချင်းနေရာပြောင်းဖို့လည်းမဖြစ်နိုင်တဲ့အချိန်ဒီမှာဘုံတွေအားလုံးကပောက်ကွဲသွားပါတယ်။ပြီးရင်တော့ခိုးနှံကဂျူဆူကြောင့်ချကရာအများကြီးတုံးလိုက်ရတဲ့အတွက်အားနေနေတဲ့အချိန်မှာမာတာရာကနေရဲနေရဲမျက်လုံးတစ်ဖက်နဲ့နောက်ကနေပေါ်လာပါတယ်။တစ်ချိန်တည်းမှာပဲခိုးနှံကိုတန်ချောင်းနဲ့ထိုးထားလိုက်ပြီးသူကဒန်ဆူတုံးခဲ့တဲ့အီဇာနာကီကိုတုံးခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့အီဇာနာကီဆို ရာကအူချီယာရဲ့အမြင်စွမ်းအားဖြင့်ဆန်ဂျူမျိုးနွယ်ရဲ့စွမ်းအားကိုပါပေါင်းဆက်ရတဲ့ဒိုဂျူဆူဖြစ်တဲ့အတွက်စွမ်းအား၆တော်ရဲ့အလင်းနဲ့အမောင်စွမ်းရဲ့ပုံမှာအခြေခံထားတဲ့စိတ်ကူးကိုလက်တွေ့ဖြစ်လာစေတဲ့အရာကိုအီဇာနာကီလို့ခေါ်တာဖြစ်ပါတယ်။အူချီယာမာလာရာကဟာရှူယာမစီမှာရှုံးနေသွားတယ်လို့လူရီကထင်ခဲ့ကြပေမဲ့အမှန်ကတော့ဆန်ဂျူမျိုးနွယ်ရဲ့စွမ်းအားကိုရယူနိုင်မှုအတွက်ပဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအခုချိန်မှာတော့ဟာရှူယာမဆဲရီကိုပိုင်ဆိုင်ထားတဲ့စွမ်းအား၆တော်မာလာရာဖြစ်လာခဲ့ပြီလို့ပြောပါတယ်။ပြီးရင်နောက်စစ်မှန်တဲ့ငင်းငယ်ကြီးနဲ့မျောလင်းရက်ဆိုတာလည်းမရှိပဲနာဂါတိုကသူ့ရဲ့နောက်ဆုံးအချိန်မှာစိတ်သက်သာရာရအောင်လုပ်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။အဲအချိန်မှာမိုးရီအမြဲတမ်းရွာနေတဲ့မိုးပုံးရွာကအလင်းရောက် ်ပေါ်လာတာကြောင့်သူတို့သုံးယောက်လုံးကနာရူတိုကိုယုံကြည်ပြီးငြိမ်ငြိမ်ရေးတောက်တိုက်တစ်ခုဖြစ်ပေမဲ့အတွက်မာဒါရာကိုပါသူနဲ့အတူတမလုံကိုခေါ်သွားမယ်အကြောင်းခိုနန်ကပြောသွားတယ်။ဒါပေမဲ့မာဒါရာကိုတော့ရှင်လို့မရပဲခိုနန်ရဲ့မျောလင်းရက်နဲ့အတူအလင်းရောင်ကိုပါပြက်ွက်သွားအောင်လှုပ်ပေးမယ်အကြောင်းပြောရင်းနဲ့အဆုံးသတ်ပေးလိုက်ပါတယ်။ပြီးရင်တော့နာဂါတိုနဲ့ယာဟီကိုရဲ့အလောင်းစီကိုရောက်သွားပြီးဥဇုမကိမျိုးနွယ်ရဲ့တင်ငေသားဖြစ်တဲ့အနီအောင်စပင်ကတော့ဆွမ်းအသုံးလွန်သွားတဲ့အတွက်အဖြူအောင်ပြောင်းနေရကိုတွေ့လိုက်ရပါတယ်။အဲ့လိုနဲ့ဥဇုမကိနာဂါတိုရဲ့အလောင်းကိုသူ့ရဲ့စပေတဲ့ထည့်ယူသွားလိုက်ပြီးရဲ့နောက်မှာတော့ခိုနန်ကလည်းသူ့ရဲ့အချစ်ဆုံးတငယ်ချင်းနှစ်ယောက်စီကိုလိုက်သွားပြီးဖြစ်ပါတယ်။တချိန်ကပောက်ခွေရည်လုတ်ခဲ့ကြတဲ့အချစ်ဆုံးတငယ် ယ်ချင်းတွေပြင်သူတို့ရဲ့စံစဲဂျီဝါကြီးရပါအားလုံးကလောကကြီးမှာမရှိကြတော့ပေမဲ့အမှတ်တရတွေကတော့တရစ်ချင်းပြတ်ပေါ်လာခဲ့ပါတယ်ဂျီဝါကြီးရထွက်သွားခဲ့တဲ့အချိန်မှာလဲကဘာကြီးရဲ့ညဉ့်ညံ့ရေးအတွက်ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပြီးသူချစ်တဲ့ယာယီကိုသူယုံကြည်ရတဲ့နာဂါတုံနဲ့အတူသူတို့ရဲ့အိမ်မက်ကိုဆက်လက်အသက်သွင်းခဲ့ကြပါတယ်အိမ်မက်တွေအမှန်တကယ်ဖြစ်လာတဲ့အချိန်ကျရင်ဂျီဝါကြီးရနဲ့အတူတူသုံးယောက်လုံးအောင်ပွဲခန့်ကြမယ်လို့ပြောခဲ့ပေမဲ့အခုချိန်မှာတော့နာရူတိုကပဲအားလုံးရဲ့အလင်းအောင်ဖြစ်လာခဲ့ပါတယ်မာဒါရာရင်းနှီးငန်းကိုယူပြီးတဲ့အချိန်မှာတော့ကီဆာမဲကြောင့်နာရူတိုရှိတဲ့နေရာကိုသိခဲ့ကြပြီးကိုမီကိုဖမ်းဖို့ပြင်ဆင်ကြပါတယ်တစ်ဖက်မှာနာရူတိုတို့ကလည်းရေထောင်ကျောက်ကနေလွတ်လာကြပေမဲ့ဂိတ်တွေကိုဖြွင့် ာတယ်ဆိုကြကြောင့်ဂိုင်ကလုံးဝအထီးမခံဖြစ်နေပါတယ်။တီနီယာကိုရန်သူဘက်ကတိသွားတဲ့အတွက်နာရူတိုနဲ့ဘီကိုနေရာပြောင်းဖို့လိုအပ်ပေမဲ့ဒီကျွန်းကမြေပေါ်မှာရှိမနေရဲ့ပြင်ဒါကကျွန်းတစ်ခုမဟုတ်ပဲတိမ်ဖုံးရွာဆောက်ရှောက်ထားတဲ့အေယာမလေကြီးရဲ့ကျောပေါ်မှာရှိနေရဖြစ်ပါတယ်။အဲဒါကြောင့်အလိုလျောက်နေရာပြောင်းလို့ရတဲ့ပြင်ဒီကျွန်းမှာရှိနေတဲ့အကောင်တွေကိုစစ်တမ်းကောက်ရမယ်ထိတ်တန်းလိုဝဲမရှိလို့နာရူတိုကိုဂျင်းထည့်ထားတာကြောင့်ကလင်နဲ့နေရာပြောင်းဖို့လုပ်မယ်ဆိုရင်နာရူတိုကရိမ့်မိသွားမှာဖြစ်ပါတယ်။စရုပ်ထားမြောက်နေရာစစ်ပွဲကြီးမှာနိုင်ငံကြီးငါးနိုင်ငံကစစ်အင်အားမလုံလောက်မှုကြောင့်ရှီနိုဘီနဲ့ဆာမူရိုင်းနေပြင်တတိယမြောက်စစ်ရေးအဖွဲ့ကိုတရိတ်ဆက်နေနဲ့ဖွဲ့စည်းဖို့လိုအပ်တဲ့အတွက်ဂျင်ဂျူရီကီဖြစ်ပြီး အကောင်ငယ်လေးတွေကိုချစ်မြတ်နေတဲ့ Uzumaki Naruto တို့ကိုဒရဝါရဲ့ဇီဝမျိုးစိမ့်နဲ့အထီးမှခွဲရန် Astro Assimilation အဖြစ်ကိုနဟာရွာခိုကာကဲဆူနာတဲမှာတာဝန်ပေးလိုက်သည့်ဘာညာနဲ့အာဝဘာကစာရွက်အလွတ်ကြီးကိုကြည့်ပြီးရုပ်တည်ရင်းနဲ့ရှောက်ရှူးလိုက်ပါတယ်။ဒါပေမဲ့ငတုံးကောင်နာရူတိုကတော့သူ့ကိုလီဒါတယောက်လုံးနိုင်မှုဆူနာတဲရဲ့စမ်းသပ်တာဖြစ်တယ်လို့ထင်သွားပြီး General Assimilation ကိုပျော်ပျော်ကြီးလက်ခံလိုက်ပါတယ်။အဲဒါကြောင့်ဒီကျွန်းကအကောင်တွေကြောင့်အကုန်သီးရဲ့ကင်းကိုမေးလိုက်လို့ခေလာပြီးကပြောပါတယ်။အဲအချိန်သူတို့လေးပေါ်ကိုခိုးပြီးလိုက်လာတဲ့နင်ညာကလောက်ကကိုနဟာကနေလွတ်လပ်ခြင်းနဲ့အတွက်ထွက်ပြေး